အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆရာလင်းညွတ်တော်ရပါအဲ့တော့ပရလောကစီးစွာပါလေအဲ့လိုစီးပေါက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ရှိနေတဲ့လူသားတွေကဘာအကျိုးအမျက်ကိုခံစားရလဲပြောမှဆိုရင်တော့ဘာအကျိုးပြစ်ကိုခံစားရလဲအဲ့တော့ကျွန်တော်ဂမ်မီယာပညာရေးမှာမရှိလေဆိုပြောမှဆိုရင်ပရလောကဆိုရှိပါတယ် ပရလောကဆိုတာဘယ်လိုဘယ်လိုပုံကိုမျိုးနေနေတာလဲပရလောကဆိုတာကကျွန်တော်တို့တေဆုံးသွားပြီးနောက်နော်တေဆုံးသွားပြီးတဲ့နောက်မှာလူလည်းမဖြစ်ဘူးလက်လည်းမဖြစ်ဘူးငဲပုံလည်းမရဘူးတိစ္ဆာန်ပုံလည်းမရဘူးအဲ့လိုမရောက်ပဲねဝိညာဉ်လိုလိုတရေလိုလိုတဆေလိုလိုအဲ့လိုအခြေအနေမျိုးအဲ့ဒါကိုတော့ အများစုကပြောကြတာတော့ပိတ်တာလို့သူရကယ်လို့ပိတ်တာအစ်သူရကယ်အစ်မရောက်သေးပဲနဲ့ဟိုမကြွမလို့သေးတဲ့သူတွေနေတဲ့နေရာကိုလည်းပရလောကဘုံလို့လည်းသတ်မှတ်လို့ရတယ်ကျွန်တော်တို့ logic ဆရာအများစုကကြတော့အဲ့ဒီပရလောကသားတွေနဲ့အလုပ်လုပ်ကြရတယ်ချို့အောင်လန်းဆရာတွေတရားတွေကိုကျွေးမွေးပြီးတော့ခိုင်းစီတာအဲ့ဒါတွေပရလောကသားတွေကို ခိုင်းစေတဲ့သဘောပဲလို့ယူဆသတ်မှတ်လို့ရတယ်။အဲ့တော့ဒီနောက်ပိုင်းမှာကြားရတယ်ပရာရောဂါစီးပေါက်တယ်ဆိုတော့ဟုတ်ပြီ။ကျွန်တော်ကဟိုပြောမယ်ဆိုရင်ကျွန်တော်ကဘာကြီးရှိတယ်။ကျွန်တော်ကဘာကြီးကိုဒီသိပ္ပံပညာနဲ့ပြောမယ်ဆိုရင်တော့ဒီနော် three dimension ပေါ့။သုံးဘက်မြင်တဲ့ကဘာရယ်ဆိုပြီးပြောကြတယ်။အဲ့တော့မမြင်ရတဲ့လောကတွေရှိပါတယ်။ကျွန်တော်တို့မျက်လုံးနဲ့မမြင်ရတဲ့လောကတွေ။အဲ့လောကတွေအကားလုံးမှာနတ်ပုံတွေပါတယ်၊ဝိဇ္ဇာပုံတွေပါတယ်။အဲ့ဒါမှလည်းပရာရောဂါ သားတွေနေထိုင်တဲ့ပရာလောကဘုံလဲပါတယ်။ပြောချင်တာတော့ပါလဲဆိုတော့ကျွန်တော်တို့နေနေတယ်ဒီကဘာကြီးပါပဲနေနေတယ်အဲ့တော့ကျွန်တော်ရဲ့အရှိကျွန်တော်ရဲ့အိမ်ကျွန်တော်ရဲ့ပတ်ဝန်းကျင်မှာလည်းအဲ့လိုရှောက်သွားနေတဲ့ပရာလောကသားတွေရှိနေမယ်အဲ့လိုပဲသူတို့ရဲ့နေထိုင်ကြဆားတဲ့ဘုံတွေရှိနေမယ်အချို့သစ်ပင်တွေမှာဆိုရင်ဟိုကက်ညိပြီးနေနေကြတဲ့ပရာလောကသားတွေရှိကြနေမယ် ကျုပ်ဆုံးဘာပြောလဲဆိုတော့တပင်ကြီးကြီးတပင်မှာပရာလောကအပသားတွေထောင်နဲ့ရှိတောင်းနဲ့ရှိကိုနေနိုင်တယ်လို့ဆိုပြီးတော့အချို့အစာတွေမှာလည်းပါတယ်ကျွန်တော်တို့ကျွန်တော်လျှောက်လာခဲ့တဲ့ဒီလော့ကီလမ်းကြောင်းလျှောက်လုံးမှာဆိုရင်တော့ဟိုကျွန်တော်မြင်ရတယ်ဆိုတာကကျတော့အာဒီအပင်ကြီးထဲမှာအကြီးဆုံးကောင်တွေအကြီးဆုံးဆိုတဲ့အကောင်ကြီးတွေမြင်ရတာတော့ဒီအိမ်မှာတရေချောင်းရင်တရေချောင်းနေတာတော့ကျွန်တော်သွားနေရလမ်းမာတွေပေါ်မှာဒီတိုင်းပဲဟိုလင်း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 တို့လိုမျိုးသွားနေတဲ့အရာတွေအဲ့လိုမျိုးတွေရှိကြတယ် ဲ့လိုမျိုးပေါ့နော်အဲ့တော့ paralog ကတားရီဆိုတာကကြတော့ဒီအတူညီတဲ့ပုံစံတွေနဲ့ရှိကြတယ်ပေါ့ဆိုတော့ဟိုအများကြီးပြောလို့တရေပုံစံမျိုးတစီပုံစံမျိုးချူကြလူပုံစံမျိုးချူကြတော့လေသူရဲ့အစင်နှန်းနေပြီးပြီးနဲ့ပြောင်းလဲတိုးတက်လာတဲ့အခါမှာတကောပါဝါကြီးညစ်လာတဲ့အခါမှာဆွေကြီးတွေပေါက်လာတာလို့အမွှေးကြီးတွေထွက်လာတာလို့ဖြည်းဖြည်းဖြည်းချင်းနဲ့ဘာဖြစ်လို့ပိတ်တာကောင်းကြီးဖြစ်သွားတော့အတူတကဲကောင်းကြီးဖြစ်သွားတာလို့ကျွန်တော်ညမာစကားဆိုတရေတစီเนาะဟိုတပတ် အဲဒီလိုမျိုးတွေအမျိုးဆုံးပြောအမျိုးမျိုးပြောကြတယ်ပေါ့အဲအဲ့ဒီစကားလုံးမှာဆိုတော့ ghost တို့နောက်ပြီးတော့အဲ့တနည်းနည်းဆိုရရင်တော့ဒီအာမကောင်းဆိုတာ devil လို့ demon လို့အဲလိုမျိုးပေါ့စသဖြင့်ပြောကြတယ်အဲ့တော့ပရာလောကစီးတွေကဘလို့ပောက်တာလဲဆိုတော့ခုနပြောလို့ပေါ့ကျွန်တော်တို့ကဒီပရာလောကကြီးကိုမမြင်ရဘူးမတွေ့ရဘူးအဲ့တော့ပရာလောကသားတွေကိုတွေ့နိုင်တဲ့သူတွေရှိကြတယ်အဲ့ဒါပါလေဆိုတော့ကျွန်တော်တို့မျိုးလောကီပညာရည်တွေကိုလောက်တဲ့သူတွေအချို့မြင်ရတယ်မြင်ရတယ်ဆိုတာကျွန်တော်တို့ကလည်း ever မြင်နေရတာမဟုတ် တို့ကိုရီးယား drama guide တွေရတယ်မျိုးတရားတွေလျှောက်သွားနေရာကြီးကိုဗျာကျွန်မျက်စိရှိရနေမြင်နေရတာပေါ့ကျွန်တော်တို့အကြောင်းတိုက်ဆိုင်တဲ့အခါမှာမြင်ရတယ်အကြောင်းတိုက်ဆိုင်တဲ့အခါမှာတွေ့ရတယ်ချို့သူတွေကကြတော့လို့ပဲ plain ကြီးကိုမြင်နေရသူတွေလည်းရှိကြတယ်ချို့ကြတော့လေသူမြင်နေရသူတွေကလူချို့သူတွေကလူလိုပဲနေနေကြတာဆိုတော့ကြပေါ့လူလိုပဲနေနေကြတဲ့သူတွေရှိတယ်သွားလာလို့ရှားနေရအဝင်တိုက်ပြီးသွားတာလူဝင်တိုက်ပြီးတာပဲထင်တာအဲကွာကိုမတိလိုက်ပဲနဲ့ပရာလောကသားတွေကိုဝင်တိုက်မိရတယ်ရှိတယ်အဲ့လိုပြောရခြင်းကြောင့်ကပရာလောကသားတွေကကျွန်တော်တို့ရဲ့ဒီလူသား ဘာနဲ့ကိုအရန်နီးစံလုံးနေလို့ကျွန်တော်နည်းပြောချင်တာအဲ့တော့တခါတလေမာဘာဖြစ်လဲဆိုတော့အဲ့ပရာလောကမှာပရာလောကနဲ့လူလောကနဲ့ပေါ့ပေါင်းစည်းထားတဲ့ဂျားကန်နဲ့လှုပ်ထားတဲ့စီးတွေရှိအဲ့စီးတွေကတခါလေအချို့အကြောင်းအရာတွေအကြောင်းမလို့မှိမ့်မိန်သွားတဲ့အခါမှာဒီပရာလောကသားတွေကကျွန်တော်တို့ရဲ့လူသားတွေရဲ့ဖြစ်စဉ်တွေကိုလာပတ်သက်လာတယ်ပူးတာတွေကတ်တာတွေလာနှောက်ရှက်တာတွေရှိတာတယ် တာမန်ပရာရောဂါသားတယောက်ကလူတယောက်ကိုထိတွေ့ခွင့်မရှိပါဘူး။တင်ရဲ6ခံရတယ်ဆိုတာလူတိုင်း6ခံရပါဘူး။လူတိုင်းကိုလည်းသူတို့ပြလို့မရပါဘူး။သူကသူတို့ဘေးနားမှာရှိနေတယ်မို့ကျွန်တော်တို့ကဟိုတစ်ခါကကြရင်ဟိုစက်သိမ်းမွေးထားတာမျိုးလို့စိတ်ထဲမှာဟိုတယောက်ကကိုယ်စောင့်ကြည့်နေတာမျိုးလို့အဲဒီလိုမျိုးဖြစ်နေပေါ့။ဒါပေမဲ့ကိုယ်ဘေးနားမှာပရာရောဂါသားတွေရှိနေခြင်းဖြစ်တာဖြစ်နေတာအများကြီးရှိတယ်။ကျွန်တော်အဲ့ဒါကိုတက်တက်ဗီဒီယိုနဲ့ပြောပေးမယ်။နော်တက်တက်ဗီဒီယိုနဲ့ပြောပေးမယ်။အခုပြောမယ့်ကိစ္စကတော့ဒါပဲ။အဲ့တော့ ီပရာလောကသားတွေကဒီကျွန်တော်တို့နားကပ်လာတဲ့ခါကျရင်ဟိုခါကျရင်ကျွန်တော်တို့ကဒီပရာလောကသားတွေကိုမြင်ရတယ်သူမှမြင်ရပါပဲဆိုရင်အကြောင်းပြချက်ဘာအကြောင်းပြချက်မှမရှိပဲနဲ့ပရိကြီးမြင်နေရပရိကြီးတွေ့နေရအဲချိုးကြတော့ဖြတ်ခဏဖြတ်ခဏတွေ့ရတယ်အဲ့ဒီမှာစိတ်ထင်ပါလေဆိုပြီးလိုမျိုးလာချိုးကြဖြတ်ခဏကောမဟုတ်ဘူးဂျမ်းမဲဟိုပြက်ပြက်သားသားကြီးတွေမြင်နေရတာမျိုးအဲ့ဒါပါလေဆိုပရာလောကသားတွေကကျွန်တော်တို့ရဲ့လူသားတွေရဲ့ဖြစ်စဉ်အားလုံးကိုလိုက်လံပတ်သက်လာတယ်လိုက်လံပြီးထိခိုက်လာတယ် အဲတခုထူးဆန်းတာအဲ့ပရာလောကသားတွေကကျွန်တော်တို့ဘေးနားမှာ ရောက်လာတယ်ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိလာတယ်သူတို့ကကိုယ်နဲ့ကဒီတသားလေးလိုမျိုးဖြစ်လာတဲ့အခြေအနေမျိုးကြီးဖြစ်လာတဲ့အခါကျရင်အဲ့ဒီလူတယောက်ကကံဒီဆိုးလာပါတယ်ကံဒီညံ့လာပါတယ်ဆိုးဆိုးဝါးဝါးတွေဖြစ်လာပါတယ်ကောင်းတဲ့ကံလေးတွေရုတ်ရော့လာပါတယ်ကောင်းတာလှုပ်ချင်တဲ့စိတ်တွေပျောက်လာပါတယ်ပြီးတော့သူ့စိတ်ထဲမှာရှိနေတဲ့ဒီကောင်းတဲ့တရားမှုတွေအားလုံးကအားနည်းလာပြီးတော့မကောင်းတဲ့တရားမှုတွေ မကောင်းတဲ့ဖြစ်စဉ်တွေမကောင်းတဲ့အရာတွေကိုပဲကြီးဆိုးလာတယ်။အဲ့လိုမျိုးဖြစ်လာတယ်။ကျွန်တော်ထောင်ထဲမှာလူတစ်ယောက်နဲ့တွေ့ဦးတယ်။အဲ့လိုတရားပါပါလဲဆိုတော့ तू ကစေးတွေရောင်းတာ။ဘင်းတော့အားတယ်ကျွန်တော်စေးတွေကိုရောင်းနေတယ်။စေးတွေကိုရောင်းနေ။ရောင်းတဲ့အခါမှာဒီတိုင်းမို့ဒီဟိုစေးတွေကိုလည်းစပိန်ချင်းထဲမှာဒီတိုင်းနိမထည့်ပြီးဒီတိုင်းသွားနေတာကိုရဲရမဖမ်းဘူးတဲ့။ခါဖမ်းကန်ဘူးတဲ့။ तू လောက်လာတာ तू လူမျိုးနဲ့ယူနေလောက်လာတာပေါ့။အမှားလည်းကျွန်တော်ကလည်းသွားနေလာနေနေကျွန်တော်ဘာလုပ်လဲဆိုတော့တဲ့။ဟို ုံးဝသင်ပေးတာမဟုတ်ပါဘူးလေကျွန်တော်မှကျွန်တော်ပေါ့နော်တဲ့ဒီသူ့ရဲ့အိမ်ရှိဘာညာတွေမှာကဲကျွန်တော်ကိုစောက်ချောက်နေသူတွေရှိရင်တော်လကောင်ဒါမှမဟုတ်လေကျွန်တော်ဒီဒါမကောင်းတဲ့လုပ်တွေအကြောင်းမလို့ကဲဟိုဒီပန်ဝင်းချင်းမှာရှိရတဲ့တဲရစီတွေသူ့စိတ်ထဲမှာမဖဲဝါကြီးပေါ့နော်အမတော့မဖဲဝါကြီးကိုလေကျွန်တော်ဒါလေးတွေကျွေးပါတယ်ကျွေးပါတယ်ဆိုပြီးတော့သူကသူ့ရဲ့ဒီဂျိုင်းပေါ့နော်နှုတ်ဝင်စီနဲ့ပြောတယ်ပေါ့အဲ့လိုလုံးပြိုက်ချိုင်အချိန်မှာသူကအဲ့လိုဘာဖြစ်လာလဲဆိုတော့အားရရန်ကောင်းလား ကောင်းလာတယ်ဆိုတာပါလေဆိုတော့သူစေးရအများကြီးရောင်းရတာမျိုးလို့အန်ဒီရီကင်းလာတာဆိုရဲရှိမှဖျက်ချောက်သွားတာပါသူမစစ်တာမျိုးလို့ပေါ့အဲ့လိုမျိုးတွေဖြစ်လာတယ်အဲ့ဒါနဲ့အဲ့လိုဖြစ်လာပြီးနောက်မှာသူဘာဖြစ်စင်နေဖြစ်လာလဲဆိုတော့ကျမ်းပါရင်မကောင်းတာဒီအိမ်မှာနေရတဲ့အခါမှာသူ့မှာရိတ်ကနေရိတ်ကနေညင်ရတာနောက်ပင်ပန်းဟိုတစ်ခါကျရင်အဲ့လိုအေးရနိုးလာရင်ဇောချွေးပြန်တယ်သူနိုးလာတယ်သူဘေးနားမှာတရားရောက်ရှိနေတယ်ဆိုတော့ feeling မျိုးတွေခံစားရတယ်အဲ့လိုခံစားရတဲ့အကြောင်းမလို့ဒါပေမဲ့သူ့ရဲ့စီးပွားစီးပွားလို့လက်လာပါတော့မပိတ်သွားဘူးအဲ့အရာတွေဖြစ်စင်နေဖြစ်လာတာ အဲ့တော့နေပြီးမှအတိတရသူ့ရဲ့ဒီဘေရင်ဆရာတရားရောက်ကိုသွားပြီးတော့ဘေရင်သွားမိလိုက်တယ်။မိတဲ့အခါမှာဘေးအိမ်မှာမကောင်းတဲ့အရာတွေရှိနေတယ်ဆိုပြောတဲ့အခါအဲ့ဘေရင်ဆရာလာပြီးတော့အဲ့ဒီမကောင်းတဲ့အရာတွေကိုလာပြီးတော့နှင်ထုတ်လိုက်တယ်ပေါ့။အဲ့လိုနှင်ထုတ်လိုက်တဲ့အခါမှာနှင်ထုတ်ပြီးမကြောက်ဘူး။အဖမ်းခံရရတယ်။အဖမ်းခံရရတယ်။ဖမ်းခံရရပြီးထောင်ထဲရောက်လာတယ်။မကျွန်တော်နဲ့တွေ့ရင်။အဲ့တော့အဖြစ်စရာဘာလဲဆိုတော့ပရောဂါသားတွေကကျွန်တော်တို့သွားရောက်ပတ်သက်လို့မရဘူး။အဲ့တော့ဟိုသူကသူကတော့လေ သူ့အိမ်မှာသူကသူလုံးလိုက်တဲ့ကိစ္စတခုခုကသူ့အိမ်မှာပရာရောဂါသာနေထိုင်ဖို့အတွက်ခွင့်ပြုလိုက်တဲ့သူဖြစ်သွားတယ်။အဲ့လိုခွင့်ပြုခြင်းရနေပြီးသူမှကန်ဆိုးခြင်းတွေရှိတာ။သူလက်လာပါလားမပိတ်သွားပါမယ်။သူမှဘာရင်ဆက်လာတော့သူ့ရဲ့စိတ်တရားရောက်ရခက်လာတဲ့အိမ်မှာရှိနေသူတွေကကျန်းမာရေးမကောင်းတာတွေကျန်းမာရေးညံ့တာတွေနေတိုင်းနေတိုင်းဟိုတခုခုဖြစ်နေတာမျိုးတွေဖြစ်လာတယ်။တက်ရောက်မှုတွေကြုံရလာတယ်။အဲ့လိုမျိုးတွေရှိတာ။အဲ့တော့ဟိုပရာရောဂါစီးမြင်အားနေတာပဲရှိရစီးပောက်သွားတာမရှိစီးပောက်သွားတယ်တော့လူတွေတယောက်မှရှိမှာမဟုတ်တော့ကုန်သေးသွားလိမ့်မယ်။ เนาะအဲ့တော့ C ဒီအားနည်းလာတာပါအဲ့အားနည်းရတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကပရောဂါသားနေနဲ့ယင်ပောင်းတန်းတူမျိုးဖြစ်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ရကန်ဆိုးတာတွေစိတ်တက်တွေကအရင်နှက်စာရေး negative thinking တွေအများကြီးတွေးတာမျိုးတွေဖြစ်လာပါတယ်လို့ကျွန်တော်တို့ပြောချင်ပါတယ်အဲ့တော့ပရောဂါ C ဒီပေါက်နေတာမဟုတ်ပါဘူးပရောဂါ C ကအားနည်းတဲ့အားနည်းလာတာပါပရောဂါ တော့ပရာရောကနဲ့ကျွန်တော်လူလောကကြားမှာချိတ်ဆက်ထားတဲ့စီးမင်းတွေမှိမိန်လာတဲ့အခါမှာသူတို့တွေကကျွန်တော်နားကိုရောက်လာတဲ့အခါမှာကျွန်တော်တို့ကန်နေဆိုးတာမျိုးတွေတက်ရောက်မှုများတွေဖြစ်တတ်တာတယ်။